မေလာအတွင်းကအိန္ဒိယနဲ့ပါကစ္စတန်ကြားလေးရကြာဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာအပြစ်ခတ်ရစဲရေးသဘောတူညီချက်ရရှိခဲ့တာကနှစ်နိုင်ငံစစ်တပ်ကြားဆွေးနွေးညှိနှိုင်းမှုတွေကြောင့်သာဖြစ်ပြီးအမေရိကန်ကဂျာဝန်ဆက်ဆက်ပြီးခဲ့တာမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်မိုဒီကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုပြောကြားခဲ့တယ်လို့ဗိုက်တာမှဖော်ပြခဲ့ပါတယ်။ဒီရက်ပိုင်းမှာ ိန္ဒိယနဲ့အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေမရှိဘူးလို့အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာအမေရိကန်ကကြားဝင်ဆက်ဆက်ပေးခဲ့တာမရှိကြောင်းကိုဝန်ကြီးချုပ်မိုဒီကသမ္မတထရန့်ကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်လို့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဗီဂရန်မစ်ဆူရီကဇွန်လ18ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြား တည်ဆဲစီရေးဆက်သွယ်ရေးလမ်းကြောင်းတွေကတဆင့်ဓာတ်ရိုက်ဆွေးနွေးပြီးစီရေးလှုပ်ရှားမှုကိုရပ်တန့်ဖို့ဆွေးနွေးခဲ့ပါတယ်။အိန္ဒိယဟာဂျာဝန်စစ်ဆင်မှုကိုအရင်ကလည်းလက်မခံခဲ့တယ်လို့နောက်လည်းလက်ခံမှာမဟုတ်ဘူးလို့မိုဒီက ပြောခဲ့ပါတယ်လို့မစ္စရီကပြောပါတယ်။မိုဒီနဲ့ထရန့်တို့ဟာဇွန်လ18ရက်နောက်ပိုင်းကဖုံးဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပြီးကနေဒါနိုင်ငံမှာပြုလုပ်တဲ့စစ်မှုထိပ်သီးခုနှစ်နိုင်ငံ G7 အစည်းအဝေးမှာမော်ဒီနဲ့တီးတန့်မတွေ့နိုင်ခဲ့ဘူးလို့ထရန့်ကပြောကြားခဲ့တယ်လို့သူကပြောပါတယ် ဘော်ဒီဟာ G7 စည်းဝေးကိုအဲ့တဲ့ဖြစ်တက်ရောက်ခဲ့ပြီးထရန့်နဲ့ဖုံးပြောဆိုမှုဟာ35မိနစ်ကြာမြင့်ခဲ့ပါတယ်။ထရန့်ကမူအိန္ဒိယနဲ့ပါကစ္စတန်ဟာအမေရိကန်ရဲ့ဂျာဝန်စေစံမှုနဲ့အပြစ်ခတ်ရက်စဲဖို့သဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ပြီးခဲ့တဲ့လကပြောကြားခဲ့ပါတယ်။အခုအိန္ဒိယနိုင်ငံသားရေးဝန်ကြီးရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးအင်ဖြူတော်ကချက်ချင်းမှတ်ချက်မပေးခဲ့ပါ။ပါကစ္စတန်ကလည်းမေလ9ရက်မှာအိန္ဒိယစစ်တပ်နဲ့သဘောတူညီမှုရရှိခဲ့ပြီးနောက်အပြစ်ခတ်ရက်စဲရေးအတွက် ဘောတူခဲ့တာဖြစ်တယ်လို့အစောပိုင်းကထုတ်ပြန်ခဲ့ပါတယ်။မေလာအတွင်းကပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးအဟက်ဒါကလည်းအဂျာစီးယားသတင်းဌာနနဲ့ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာအိန္ဒိယနဲ့အပြစ်ခတ်ရစဲရေးကိုအမေရိကန်ကကြားဝင်ဆက်ဆက်ပေးခဲ့တာမရှိဘူးလို့ပြောကြားခဲ့ပါတယ်။